菲律宾，这聊啥？家里走吧，不走吧，不走吧，不走吧不？哎。来，开心慢一点。没 ီလိုလေးညရရတော့မနက်မှာအိမ်ဦးရှိရပါဘော။ကဲဟယ်လိုဟယ်လိုဟယ်လိုမင်္ဂလာပါဘလို့လဲလစ်ပါဘူးဖန်ဒီပျော်ကြရလားဗောနော်။ဒရူရီလည်းရှက်ပြီးကြပါဦးမျိုးမသိအဆင်ပြေတယ်ဆိုရင်။ကဲအားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါကဲဘလို့လဲဂူထွက်တော်မူကန်းဗောနော်ဂူထွက်တော်မူကန်းဗောဆက်သမားတို့ဂူထဲမှာအမိုက်ကလေးပါလေးရှင်းပေးခဲ့ကြလား။ဘေးကြီးတို့အားလုံးပဲမင်္ဂလာပါကဲလစ်ပါဘူးပြိတ္တတီရဲ့ဂူထွက်တော်ဒါတော်ဝင်လစ်ပါဘူးအသင်းပြိတ္တတီရဲ့ဂူထွက်တော်မူကန်း ဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်အက်စတရင်ဗီလာသင်းကိုအနိုင်ယူပြီးတော့အခုလက်ရှိဆိုရင်တော့ဒီပေါ့ပေးသက်တွေဂူထွက်လာခဲ့ပြီဖြစ်ပါတယ်ဘလို့လဲဒီနေ့အမြင်များတဲ့အဲချေကြိုက်တာလည်းစောင့်နေတာလည်းတက်လာပါပြီကိုကောင်းစင်းမင်္ဂလာပါဗျာကိုစင်းမွန်းနဲ့မင်္ဂလာပါကိုညီညီထွန်းမင်္ဂလာပါဗျာပျော်လာဗျာဂူပိုင်ကြီးတဲ့ပျော်တာပေါ့ကိုတန်းကျော်ဦးမင်္ဂလာပါကိုမျိုးစန်းမင်္ဂလာပါကောင်းမောင်မင်္ဂလာပါဘရဒါကူထိုင်းမင်္ဂလာပါဗျကုသူရနိုင်မင်္ဂလာပါဂူထွက်တော်မူကန်လေးရောက်ရှိလို့လာပါပြီလေမအိပ်ရသေးဘူးနော်လေအထူးတူပဲဘရဒါကူတန်ဟီဟာဗျာလေဟုတ်ကဲ့ပါ အဲကိုကျော်မင်းထွန်းမင်္ဂလာပါကိုလင်းကိုဦးမင်္ဂလာပါဗျပရီးမီးယားလိမှာကန်ခဲ့တဲ့ပွဲတွေထဲမှာဒီပွဲအကောင်းဆုံးပဲဗျာတဲ့အဲပြောလို့တော့မရသေးပါဘူးကျွန်တော်တို့တစ်ဖက်ကလည်းအဓိကကျွန်တော်တို့သင်ဒီနေ့ပွဲစဉ်မှာတကယ်လှုပ်လှုပ်ခဲ့လို့တော့ပြောလို့ရတယ်ဗျကစားသမားတွေရဲ့မန်တယ်ပိုင်းဆိုင်ရာပေါ့နော်တကယ်ကို present ကအရန်ကောင်းနေ present ကောင်းတဲ့အတွက်ကြောင့်မလို့ဘီလာကစားကွက်တည်မရတဲ့ပုံစံမျိုးအထိဖြစ်ခဲ့တာကတကယ်ကိုအားသာရတဲ့ခုလို့ကျွန်တော်မြင်ပါတယ်အဲ့ဒါကြောင့်မို့လို့လီဗာပူးဒီပွဲစဉ်ကိုဘီလာရဲ့အမားကနေတဆင့်ပဲမူဆာလာကူရတယ် နောက်ထပ်တကူကတော့ Ryan Robertson ရဲ့ twin goal တကူပေါ့နော်အဲ့ဒါတော့လမ်းကြောင်းမှန်းပြီးလမ်းကြောင်းပြောင်းပြီးတော့ဝင်သွားခဲ့တာငါကျွန်တော်တခုပြောချင်တာကဒီပွဲစဉ်ကလီဗာပူးအမှန်တကယ်ပြန်လာပြီလားဆိုရင်တော့ဆရာသမားတို့လီဗာပူးအမှန်တကယ်ပြန်လာပြီလို့တော့ပြောဖို့ခက်ခဲသေးတယ်ကျွန်တော်တို့လာမယ့်ရပိုင်းအတွင်းမှာကစားရမှာက Real Madrid ကို Champions League ပွဲစဉ်အဖြစ်ကျွန်တော်တို့ကစားရမယ်အင်္ဂွန်အန်ဖီမှာပဲပြီးကြရင်ကျွန်တော်တို့ Manchester City အသင်းကို Etihad ကို Etihad မှာပေါ့နော်နောက်တစ်ပတ်ကျွန်တော်တို့ weekend မှာပဲသွားပြီးတော့ကစားရမယ်အဲ့တော့ ဒီပွဲစဉ်ကလီဗာပူးအမှန်တကယ်ပြန်လာလားဆိုရင်တော့ကျွန်တော်အမြင်ကတော့အမှန်တကယ်ပြန်လာတယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်အမှန်တကယ်ပြန်လာတယ်လို့တော့ကျွန်တော်အနေနဲ့မခံစားမိဘူးဒါပေမဲ့ပြီးခဲ့တဲ့ရှုံးမွေးကြီးထက်ဆိုင်ရင်တော့တော်တော်လေးတိုးတက်လာတာကိုတော့ကျွန်တော်မြင်တွေ့ရတယ်ဒါအနီစလော့အကောင်းဆုံးမောင်းနေလာနိုင်တယ်လို့တော့ခံစားရပေမဲ့လို့အမှန်တကယ်ပြန်လာပြီလားဆိုတဲ့အပေါ်မှာတော့တန်လျာဖြစ်ချင်စရာကောင်းတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့မနိုင်ပြောရမယ်ကျွန်တော်တို့တင်းရဲ့ defensive ဘိုင်းမှာအားနည်းမှုတွေအများကြီးမြင်တွေ့ခဲ့ရတယ်တကယ်တမ်းဒီနေ့ပွဲမှာတကယ်ကောင်းခဲ့တာကခွင့်ကလေးက dominant service slide မှာ ဆိုဘူးစလိုက်တကယ်ကောင်းခဲ့တယ်ပြောမယ်ဆိုရင်လူစင်းမှပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့မမာဒက်ရှ်ပီဒီပြအဝေးဘောကကွယ်မှုတွေမှာတော်တော်လေးကိုမိုက်တယ်ရောဘတ်ဆန်ပုံမလင်းပြောရရင်ကျွန်တော်ပြီးခဲ့တဲ့ပွဲကနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ရာပြီးခဲ့တဲ့ကျွန်တော်တို့ဒီဘရက်ဖို့နဲ့ပွဲမှာကနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ဒီကာကက်စီရဲ့နေရာမှာရောဘတ်ဆန်ကိုသုံးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘစ်ကပ်ပလေးပြကစားကွက်တဲတော့မယ်ဆိုရင်ရောဘတ်ဆန်စီရောက်လို့ရှိရင်ဒီနေ့ပွဲစဉ်မှာဘယ်လောက်ထိတည်ငြိမ်လဲပေါ့နော်အဲ့ဒီလို့မဟုတ်ဘဲနဲ့ကာကက်စ်ပါနေရမယ်ဆိုရင်တော့တော်တော်လေးကိုတိုင်ပတ်တဲ့အနေထား ပြောမယ်ဆိုရင်ကစားကွက်တည့်တဲ့အပိုင်းမှာကာကက်စ်ဒီလုံးဝအဆင်မပြေဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာရောဘတ်ဆန်ကိုသုံးလာခဲ့တာကဂပူနဲ့လဲတတော်လေးကိုနားလည်မှုရှိတဲ့ကစားဟန်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်ဒါခန်းစစ်ပိုင်းမှာတချို့အနေထားလေးမှာဟာကွက်ကလေးရှိခဲ့ပေမဲ့လို့အဲ့လောက်ကြီးကြီးပြောစရာမဖြစ်ခဲ့ဘူးလို့ကျွန်တော်မြင်နေဗန်နိုင်းနဲ့ကူနာတီ ပထမပိုင်းမှာတော့တော်တော်လေးအားနည်းခဲ့တဲ့အနေအထားကိုမြင်တွေ့ရတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့တဖြည်းဖြည်းချင်းတော့ပုံမှန်အနေအထားတစ်ခုကိုပြန်ရောက်လာခဲ့တယ်။ဘရန်ဒလီပထမပိုင်းမှာတကယ်ကိုစိုးရတဲ့ကစားပုံမစိုးအဲပြောမယ့်ဆိုရင်မကောင်းခဲ့ဘူးဆိုရင်ပဲလို့ဒုတိယပိုင်းမှာဘရန်ဒလီရဲ့ကြိုးစားအထောက်အမှုကတော်တော်လေးကိုမိုက်တယ်။ပြောရမယ်ဆိုရင်တော့အမ်ဘပီနဲ့တွေ့တော့မှဖြစ်တဲ့အတွက်ငါအကောင်းဆုံးပြန်လာရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြန်လာနေတာလားလို့ထင်အားလောင်းအောင်ဒီ corner friendly တကယ်ကိုကောင်းပြသွားခဲ့တယ်ဒုတိယပိုင်းမှာမဆိုးဘူးကွန်းလိုက်မှာတော့မက်ကာပြမက်ကာကမနစ်ကပုံမှန်ခြေဦးတော့ပြန်မရသေးဘူးပြအဲ့ဒါကိုလုံးဝသိကြတယ်မနစ်ကပုံမှန်ခြေစွမ်းဦးတော့မက်ကာပြန်မရောက်သေးဘူး Ryan Gravenbach ဒဏ်ရာပြဿနာအကြောင်းထင်တယ်ဒုတိယပိုင်းမှာအနေငယ်လေးဝိသွားခဲ့တယ်ပထမပိုင်းမှာတော်တော်လေးကိုဂရာဗီတော်တော်လေးကိုကောင်းတယ်ဒီပွဲမှာကစားပုံဒီလောက်ထိတည်ငြိမ်လာတာကလေ Ryan Crawford ပြန်လေပါဝင်လာခြင်းကြောင့်လို့ပဲလို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်မို့လို့တော်တော်လေးကိုတည်ငြိမ်တာ Super Slide ကတော့ဒီပွဲစဉ်ရဲ့ Man of the Match player ပါပြောရမယ့်ဆိုရင်တကွန်းလုံးတကွန်းလုံးမှာ Super Slide ရဲ့လုံအားနှုန်းတည်တကယ်ကိုကြောက်စရာကောင်းခဲ့တာအခုချိန်ကျွန်တော်တို့စိတ်ပူခြင်းစရာစိတ်ပူရမယ့်အချက်ကစူဘူသာနာသွားရင်စလော့ဘလူးအဖြစ်ရှာရမလဲဆိုတဲ့အချက်က တော်တော်လေးတော့ပြဿနာကြီးသွားနိုင်တယ်။ဆိုဘူးစလိုင်းတန်ရာပြဿနာကြုံလို့မရဘူး။ဆိုဘူးစလိုင်းကိုအနာပေးတဲ့ဘွဲမှာအနာပေးကိုပေးရမယ့်အနေအထားမျိုးတွေဖြစ်ကိုဖြစ်လာလိမ့်မယ်။လက်ရှိမှာဆိုဘူးစလိုင်းကပွဲတိုင်းမှာအကောင်းဆုံးသူ့ရဲ့လုံအားနှုံအပြည့်ဝဆုံးလုံအားနှုံနဲ့ပေးဆက်ပြီးကစားနေတာကတော်တော်လေးကိုကြောက်စရာကောင်းတယ်လို့ကျွန်တော်မြင်တယ်။ပြီးကြရင် အကီတကီ အကိတကီရတော့ဒီနေပွဲစဉ်မှာတိတ်ပြီးလှုပ်လို့မရခဲ့ဘူးဗျတကယ်ကိုလှုပ်လို့မရတာတစ်ဖက်ကကျွန်တော်တို့ဒီအဲဟိုပါပေါ့နော်ကွန်ဆာနဲ့ဒီပေါဦးတော်ရန်နဲ့နောက်လျှောက်လိုက်ပြီးတော့မာကင်လိုက်ကြတဲ့နေရာအနေထားမှာအကိတကီလှုပ်လို့မရဘူးဒါပေမဲ့အကိတကီစီရနေပြီးတော့မထင်မှတ်ဖဲနောက်ပေါက်လေးတွေအတိုးစိတ်လေးနဲ့ထွက်လာတဲ့ဘောလုံးလိုင်းကတော်တော်လေးကိုမိုက်တယ်လို့တော့မြင်နေမူဆာလာဘယ်ကစားချင်မိနစ်60လောက်အထိကမူဆာလာရဲ့ပွဲပါဗျအဲ့ဒါလုံးဝသိကြပါလေဆာလာကဒီနေ့ကျွန်တော်ဒီနေ့ရာသီမှာမူဆာလာရဲ့အကောင်းဆုံးပွဲလို့ကျွန်တော်မြင်တယ် တကယ်တကယ်ကိုဒီနေ့ရသည်နော်ဒီနေ့ရသည်မှာဆာလာကစားခဲ့တဲ့ပွဲထဲမှာဒီပွဲစဉ်အကောင်းဆုံးပွဲလို့မြင်တယ်ပထမပိုင်းမှာမိုဆာလာရဲ့ကြော်ဖြတ်မှုတွေကြော်ဖြတ်မှုတွေကြော်ဖြတ်မှုတွေတူးချင်းကြော်ဖြတ်မှုတွေဆိုတာတကယ်ကိုကျွတ်စင်ပြီဗျာတိလား chance creation တွေဆိုတာလည်းတကယ်ကိုကျွတ်စင်ပြီ ပြီးကြရင်ကျွန်တော်တို့ထပ်ပြီးတော့ဒီသူသွင်းယူသွားတဲ့ဂိုးဆိုရင်လည်းသူ့ရဲ့ပါနတ်မှုကိုအမှန်တကယ်ကိုမြင်တွေ့ရတယ်လို့ကျွန်တော်ခံစားရတယ်။အဲတော့ဒီစာလောင်နဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်ပြောရမှာကျွန်တော်ခုနပြောသွားရတဲ့ထဲမှာမိနစ်60ထဲထိပဲလို့ကျွန်တော်ပြောသွားခဲ့တာဗျ။မိနစ်60ရဲ့နောက်ပိုင်းမှာစာလာကျသွားခဲ့တာတော်တော်လေးကိုတည်တာသွားတယ်။အဲ့ဒီမှာကျွန်တော်ပြောချင်တာကကျွန်တော်တောက်ရှောက်အမြဲတမ်းပြောခဲ့သလိုပဲပေါ့နော်။မူဟာမက်စာလာကိုမိနစ်60ဝန်းကျင်လောက်၃မိနစ်80ဝန်းကျင်လောက်၃အဲ့ဒါပြီးပြီဆိုရင်တော့ ဒီလူစားလဲဖို့ပေါ့နော်ဆာလာကိုလူစားလဲဖို့ကျွန်တော်အမြဲတမ်းပြောတယ်ဗျကစားသမားတစ်ယောက်ကမိနစ်60ပြီးကစားဖို့ရာအတွက်ဆိုသူရဲ့ energy ကိုသူရဲ့ stamina ကိုသူပြန်ပြီးတော့ခြွေထားအမယ့်အပိုင်းနေဖြစ်လိမ့်မယ်အဲတော့မိနစ် ဒီ60ထိမတုံးမဲနဲ့မိနစ်60လောက်ပဲမိနစ်60စာအသုံးပြုရမယ့်လုံအားနှုန်းကိုမိနစ်60အတွင်းထဲမှာပဲအသုံးပြုလိုက်မယ်ဆိုရင်မိုဆာလာရဲ့စီကနေအများကြီးမျောနှင်းလို့ရလိမ့်မယ်လို့ကျွန်တော်မြင်နေပေါ့နော်အဲတော့ဆာလာနဲ့ပတ်သက်ပြီးတော့အာနီစလော့စဉ်းစားခြင်းညာကောင်းတာတခုကအဲ့တခုပဲဒါဆာလာနဲ့စလော့ရဲ့ကြားထဲမှာညှိထားရမယ့်အချက်တခုလို့ကျွန်တော်မြင်နေတကယ်ကိုမိုက်တယ်တကယ်ကိုတကယ်ကို ဆာလာရဲ့ဒီဒီနေ့ပထမပိုင်းကစားဟန်ကတကယ်ကိုကျွတ်စင်ပြမိုဟာမက်ဆာလာပြောမယ်ဆိုရင် the king is bad ပြပြောမယ်ဆိုရင်တကယ်ကိုဘယင်ကြီးပြန်လာပြီပဲဆရာသမားတို့ဘာမှလာမပြောနဲ့ဘယင်ကြီးပြန်လာပြီအဲ့လိုဝင်ကြွားလိုက်လို့ရတယ်ဒီနေ့ဒီနေ့ပထမပိုင်းကစားသွားတဲ့ပုံစံကဒါကဆာလာဂိုးရသွားလို့ပြောတာမဟုတ်ဘူးဂိုးမရသွားဘူးဆိုရင်တောင်မှဘယင်ကြီးပြန်လာပြီလို့ချီးကျူးလို့ရတဲ့အနေအထားတစ်ခုထိဖြစ်ခဲ့တယ်ကိုရီကပူမဆိုးဘူးလို့ပြောလို့ရတယ်ဗျာသူကလည်းသူတော့အလုပ်တုံးနေရပဲဒါပေမဲ့ဂပူကဒီနေ့ပွဲစဉ်မှာ အနေငယ်လီတော့ဝီးခဲ့တယ်လို့တော့ကျွန်တော်မြင်နေဗျာဒါပေမဲ့တော်တော်လီတော့တော်တော်လီတော့သူ့အနေနဲ့အစွမ်းပြခဲ့တယ်ဆိုရင်ပဲလို့ဂပူဒီဂပူအစ်စ်မှမဖြစ်နေခဲ့ဘူးလို့တော့ကျွန်တော်မြင်နေပေါ့နော်အဓိကတော့ဒီနေ့ပွဲစဉ်မှာတော့တော်တော်လီအလုတ်ဖြစ်ခဲ့တာကအာနီစလော့ရဲ့ present ကစားဟန်နဲ့ကွန်းလေကစားသမားတွေရဲ့အဓိကလှုပ်အားနှုန်းကြောင့်ပါအဓိကကျွန်တော် dominant support line ရဲ့ဒီ present လှုပ်အားနှုန်းကတအားကိုကောင်းတာဗျာတအားကိုကောင်းတော့ astromila ရဲ့ သူတို့ဘောလုံးကင်ကစားအနေထားဒီမှာကျွန်တော်တို့အသင်းရဲ့ဒီ dominant support line ပြီးကြရင်ကျွန်တော်တို့ဒီ Hugo Akitiki, Mosala, Gapo ပြီးကြရင်ကျွန်တော်တို့ Alexis Marker အဲ့ဒီကစားသမားတွေရဲ့ present ကြောင့်ပဲသူတို့အနေနဲ့ကဘောလုံးကင်ကစားဖို့တိုင်ပတ်ခဲ့တာအဲ့ဒီရဲ့အပေါ်မှာပဲကျွန်တော်တို့ဒီဘီလာအသင်းအနေနဲ့ကဘောလုံးကင်ကစားဖို့ရအတွက်အဆင်မပြေခဲ့တဲ့အလျောက်သူတို့ကစားကွက်ကိုတည့်လို့မရခဲ့ဘူးအဝေးဘောကြီးတော့ရောက်တင်နေ ဒါပေမဲ့အဝေးဘောရီမှာလည်းဒီပေါကူကပထမအကြီးမှာစကန်ဝါကောက်တာတွေရွဲတယ်ဆိုရင်ပဲလို့ဒုတိယပိုင်းမှာတော့အစတွင်ဘီလာရဲ့အပေါ်မှာအလုံးစုံဖြီးစည်းပြီးတော့ကစားပွားခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်ဗျ။ဒီပွဲပေါ်မှာကစားသမားလေးရဲ့စိတ်ဓာတ်ကိုချီးကျူးရမယ်ဗျာဒီလိုစိတ်ဓာတ်မျိုးနဲ့ကစားရင်ဘယ်သိမှုမဆိုအနိုင်ယူနိုင်မှုမခက်ခဲပါဘူးလေကုလောက်ဟန်အဲကျွန်တော်တို့စောင်းကြည့်ရမှာကအမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ကဒီပွဲစဉ်အပေါ်မှာပြန်လာပြီလို့ကျွန်တော်မမြင်သေးဘူးဗျခင်ဗျားတို့တစ်ဖက်ကအစတရီမီလာရဲ့ဝီရတဲ့အချက်တွေကိုလည်းမြင်တွေ့ရမှာပြောရမယ်ဆိုရင်ဗျကွင်းလေက ဒီအိုနနာဦးလို့သမားမျိုးတောင်မှာ normal pass မထွက်တော့ဘူးဗျာခါတိုင်းမှာခင်ဗျားတို့ magin ဘောလုံးကင်တာအရန်ကောင်းတယ်ဘောလုံးနဲ့အတူလှည့်ထွက်တာအရန်ကောင်းတဲ့ကစားသမားဒီနေ့ပွဲစဉ်မှာဘောလုံးလုံးဝမထွက်သွားခဲ့ဘူးပြောချင်တာကဟိုဟိုပြောရမယ်ဆိုရင်ဗျာ ဟိုလမာဘူးသင်းရဲ့ present ကတကယ်ကောင်းခဲ့တာမှန်ပေမဲ့လို့ Aston Villa ကလည်းတိတိတသားဝီးခဲ့တယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ဒီပွဲစဉ်ကလမာဘူးအမှန်တကယ်ပြန်လာပြီလားဆိုရင်တော့ကျွန်တော်ကတော့ပြန်လာပြီလို့အရင်ကြီးတော့မခံစားရသေးဘူး။ဒါပေမဲ့လက်ရှိနေထားမှာဆိုရင်တော့မဆိုးဘူးဆိုတဲ့အခံစားချက်တစ်ခုကိုတော့ပေးတယ်ဗျ။လမာဘူးပြန်လာတော့မယ်ဆိုတဲ့ခံစားချက်တစ်ခုကိုပေးပေမဲ့လို့လမာဘူးအမှန်တကယ်ပြန်လာပြီလားဆိုရင်တော့အဲ့ဒီအပေါ်မှာ Arnislon နဲ့ Liverpool အသင်းရဲ့ကစားသမားတွေအကုန်လုံးရဲ့အပေါ်မှာတကယ်ကိုစောင့်ကြည့်ရအောင်ပါပဲဘယ်ကြီးလို့တကယ်ကိုစောင့်ကြည့်ရအောင်မလဲ Liverpool ပြန်လာပြီလို့ပြောလို့မရသေးဘူးဗျ။ဒီနေ့ပွဲစဉ်ကဖလုံးဘလူးမြင်လဲတဲ့ ပြီးတော့ပြီးနေတာပဲဒါပေမဲ့လို့ပြီးနေပြီမဲ့ပြသပြလေဖွဲမထွက်ဘူးလို့ကျွန်တော်မြင်တယ်ဆလော့ဝေဘန်သူတွေအတန်တိတ်စီတိုင်းနဲ့ပွဲတော်ပွဲပါပဲအမှန်တရားပါပဲဒီပွဲစဉ်ကအာနီဆလော့ဝမှာရှိရတယ်ဖီအားကြီးရဲ့90%ခန့်ဝန်းလောက်ကိုရော့သွားစီတယ်ပွဲတော်ပွဲလို့ကျွန်တော်မြင်ပါတယ်ဗျပရက်ဆန်ဆောက်ခဲ့တဲ့အတင်းက press မလုပ်ခဲ့တဲ့ press လုပ်ခဲ့တာအစားလာတာပဲရှီလိုပွဲလို့စူဘူတယောက်ပဲ press press တာဗျာတဲ့ရှုံးခဲ့တာမဆမ်းပါဘူးတဲ့စူဘူကြီးကိုအရန်ခိုင်းနေရဗျာတဲ့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာမီယာကေတာတစ်ချက်ကအဲ့ဒီတစ်ချက်ပဲဗျာ ပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာဒုတိယပိုင်းမှာလူသားလဲတဲ့နေကျွန်တော်တို့ကဒုတိယပိုင်းမှာဆိုတာကမိနစ်နှောင်းပိုင်းပေါ့နော်ပြောမယ်ဆိုရင်မိနစ်80ကျော်လောက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလူသားလဲမှုကိုမြင်တင်ခဲ့တာဗျပြောမယ်ဆိုရင်အကီတကီတယောက်ကိုပဲလဲပြီးတော့ဖလော်ရီယန်ဘေးဝင်လာခဲ့တာပဲရှိတယ်ကြံနေကစားသမားတွေကဘလူမားကိုအစင်မပြေတဲ့အနေအထားတစ်ခုကိုမြင်တွေ့ခဲ့ရတယ်လူသားမလဲခဲ့ဘူးဗျကျွန်တော်တို့စာလာကြနေတယ်လူသားမလဲဘူးစူပူစလိုင်းပင်မန်းနေတယ်လူသားမလဲဘူး အဲ့ဒီဒီထိုင်ကြီးကတော်တော်ကြီးတော့ရုပ်ပေါက်တယ်လို့ကျွန်တော်မြင်တယ်ပြီးကြတော့ကျွန်တော်တို့တစ်ချက်စိုးရိမ်စရာရှိတာကကျွန်တော်တို့အသင်းရဲ့ကွန်းလန် DM မပါတဲ့ကစားကွက်တစ်ခုပေါ့နော်အဲ့ဒီနေထားတစ်ခုမှာဒီနေ့ပွဲစဉ်မှာမူကန်ရိုချောင်းဝင်လာဝင်လာအိုလီဝက်ကင်းဝင်လာဝင်လာကာမာဒါဝင်လာဝင်လာလီဗာပူးအသင်းရဲ့ကစားသမားတွေ၃ယောက်လောက်ထိလိုက်ပြီးတော့ present present ပေးပြီးတော့ဖြတ်နေရတာဗျအဲ့ဒါကြီးကနည်းနည်းလေးတော့စားတယ်ကိုတော့ကျွန်တော်မြင်နေဒါကအစွန်ပီလာမို့လို့ ပြောမယ်ဆိုရင်နောက်လာမယ့် Real Madrid သာဆိုရင်တော့အဲ့လိုပုံစံမျိုးတွေကအရင်ကြီးလွယ်ကူမှာတော့မဟုတ်ဘူးလို့တော့ကျွန်တော်မြင်နေဗျကန်ကောင်းတာတစ်ခုကအဲ့ဒီတစ်ချက်ကိုတော့ကြည့်တော့ကြည့်ရမှာပဲတကယ်ကြည့်တော့ကြည့်ရမှာပဲဒါပေမဲ့ဟို Real Madrid ကလေဟိုကောင်းနေဗျ Madrid ကိုသွားပြီးရှော့တက်လို့မရဘူး Madrid က line break တွေကောင်းတယ်ပြောမယ်ဆိုရင်လူချင်းထောင်ချောက်ကနေထွက်တဲ့ MVP ရဲ့ပြုထွက်မှုနှုန်းတွေကောင်းနေဗျအဲ့ဒီ speed တွေကို Van Dijk တို့ Konate တို့မိပါမလားဆိုတာကတော့မသိကြဘူးဘယ်လို့ တကယ်မသိကြဘူးဗျအဲ့တော့ဒီနေ့ပွဲစဉ်ကလူစားလဲခဲ့တဲ့နာနောက်ဆုံးပြောရမယ်ဆိုရင်ဗျာကျွန်တော်မူဆာလာကိုထုတ်တယ်ဂိုးမတ်ဝင်လာတယ်ဂိုးမတ်ကိုစီပီပို့လိုက်ဂပူအထောက်မှာထားပြီးတော့ဖြစ်ဖြစ်ကျွန်တော်ကစားလိုက်နောက်တန်း၅ရောက်နေဗျာ maybe အဲ့လိုမဟုတ်ဘူးထပ်ပြီးတော့ကြာတော့ကျွန်တော်ကွန်းလယ်မှာအန်ဒိုဝင်လာခဲ့မယ်ဆိုရင်လေကွန်းလယ်အဖြတ်ပိုင်းကပူပြီးတော့ဆိုဘစ်လိုင်းကိုအနာပေးအန်ဒိုဝင်လာခဲ့မယ်ဆိုရင်တော့တော်တော်လေးတည်ငြိမ်သွားမယ့်ပုံစံမျိုးတစ်ခုမှာအာနီစလောကမလုပ်ခဲ့ဘူးလို့တော့ကျွန်တော်မြင်တာပဲဘယ်ကြီးလို့ လူသားလဲဘုကလူမရှိတော့တာလားဗျာအဲ့ကူတန်းစော်မင်္ဂလာပါအာနီစလော့ဒါဒါဒါကိုဖြစ်ကုန်ပြီဗျာအဲ့အဲပရိသတ်ကလည်းအဲ့လိုတော့မဖြစ်သေးပါဘူးကျွန်တော်အမြင်ကတော့အဲ့ဒါမလွယ်ကူသေးဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဘာဖြစ်လို့ဆိုတော့အမှန်တကယ်စလော့ပြန်လာပြီလားဆိုရင်တော့ပြန်မလာသေးဘူးဗျာဒါပေမဲ့ဒီပွဲစဉ်ကဖီအားအောက်ကနေတကယ်ရောတကယ်ကိုရောခဲ့တဲ့ပွဲပြီးခဲ့တဲ့ဖရန့်ဘက်ကိုနိုင်ခဲ့တဲ့ပွဲနဲ့မတူဘူးပေါ့နော်ဖီအားအောက်ကနေတော်တော်လေးကိုရောခဲ့တဲ့ပွဲဖြစ်တဲ့အလျောက်အဲဒီဖီအားအောက်ကိုကိုတိုင်ရောခဲ့တဲ့အနေထားမှာကိုတိုင်ပြန်ပြီးတော့ဖီအားအောက်ကိုပြန်မဝင်ဘူးရအတွက်တော့လိုတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျ။ကိုတန်းဆောင်မင်္ဂလာပါ။ အဲဆာလာကိုကလောက်လက်ထက်ခလင်ရလူသိမ့်မလဲကြဘူးဗျာတကယ်ဆရာကြီးထားတော့အော်ရအသိအောင်မြင်မှုကနံပါတ်1ပါဗျာအမှန်တရားပါပဲ80လောက်မှာဆိုဘူမာကာတို့ကိုလူစားလဲခဲ့တင်တာဗျာလက်ရှိကတော့ကျွန်တော်တို့ဒီပရီးမီးယားလိပွဲစဉ်30ပေါ့နော်ဒီစနေနေ့ညအပြီးမှာဆိုရင်တော့အဆင့်3နေရာထိပြန်ပြီးတော့ယာယီတက်လန်းလာခဲ့ပြီအောက်မှာဆန်နလန်းတို့မန်ချက်စတာစီးတီးတို့အဲဘုံမောက်တို့ကစားဘူးကတော့ကြံနေသေးတယ်အဲ့တော့အဲ့ဒီနေ့ထားကိုတစ်ချက်ကြည့်ရမယ်ဟိုဘာပဲဖြစ်ဖြစ်ဗျာလက်ရှိနေထားမှာစတန်ဒင်းက စောသေးတယ်ဆိုရင်မဲလို့ဘလွယ်ပြပြအားတစ်ခုတော့ဖြစ်နေမဲလို့ကျွန်တော်မြင်တာပဲဗျ60လောက်မှာဆိုမကာရိုတရားရောက်ကိုဂျပန်ကြီးနဲ့လဲတင်တာဗျာရီယယ်နဲ့ပွဲအတွက်လူမချန်တာဆိုရင်ရတယ်ရီယယ်မထရက်ကလူစားတွေအကုန်လဲသွားတယ်ဗျာ မွေးသားသားကိုကုတိမထုတ်ရဲသေးဘူးဗျာတဲ့ဘာမှကြောက်နေတာနီးပြားပါတယ်သူ့မှာလည်း pressure ရှိမှာပဲဘယ်ကြီးလို့ရကိုသက်ကိုဝင်ရ pressure အသေးချာပေါက်ရှိနေမှာပဲ slot ဒီပွဲစဉ်မှာဘလို့အမားယွင်းမှလုံးလို့မရဘူးဆိုတဲ့ pressure တစ်ခုက honest slot ရဲ့အပေါ်မှာရှိနေမှာပဲဗျာတေချာပေါက်ရှိမှာခင်ဗျားတို့သာ honest slot ရဲ့နေရာမှာဆိုရင်လည်းရှိမှာပဲဘာလို့လဲဆိုရှေ့ပွဲစဉ်ဒီမှာ तू အမြဲတမ်းပြောတယ်ဗျာဒီ late goal ကြီးနဲ့ပေါ့နော်ဂိုးမှချင်းချင်းချင်းလေးနဲ့ပြီးကြရင်ကျွန်တော်နောက်ကျသွင်း goal ကြီးနဲ့အမြဲတမ်းအမြဲတမ်းဂိုးပြရတယ်အမြဲတမ်းအမြဲတမ်းဂိုးပြရပြီးတော့အမှတ်တွေဆုံးရှုံးနေရတယ်ဆိုတဲ့အပေါ်မှာ तू တောက်လျှောက်တောက်လျှောက်ကို အဲပြောလာခဲ့တာဆိုတော့ဒီပွဲအပေါ်မှာသူအဲ့ဒီအပေါ်မှာဖီအားရှိနေရလို့ကျွန်တော်မြင်တယ်အဲ့ဒီဖီအားကြီးနဲ့ဆုံးဖြတ်နေမယ်ဆိုရင်တော့အမားယွန်းနေဖြစ်နေအောင်ပါပဲလို့ကျွန်တော်မြင်တာပဲဗျအဲ့တော့အဲ့တော့ဘလူဘီဖြစ်ကတော့ဒီနေ့ပွဲစဉ်ကတော့အာနီစလော့ရဲ့အပေါ်မှာဖီအားကြီးအများကြီးရောလာခဲ့ပြီ ပြန်လာမယ်ဆိုရင်လေပြန်လာဖို့အခါအခွင့်သင့်တဲ့အနေအထားတစ်ခုကိုရောက်နေခဲ့ပြီပေါ့နော်ဒါပေမဲ့လို့ Real Madrid နဲ့ Man City ကိုသာကြော်ဖြတ်နိုင်မယ်ဆိုရင်ဗျာပြောမယ်ဆိုရင် Real Madrid ကိုတည်ရတမတ်လောက်ရ Man City ကိုမှတည်ရတမတ်လောက်ရရင်ကျွန်တော်တို့ကအဲ့ဒီလောက်ရရင်ဆိုရင်ကို Arne Slot ဖိအားအောက်ကတရားပေါက်လွတ်သွားပြီဗျာတရားပေါက်လွတ်သွားပြီ Real ကိုအိမ်ကိုမှတည်ရရလေ Champion League မှာနောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းပြီဗျာ City ကိုမှတည်ရတမတ်လောက်ရမယ်ဆိုရင်တော့မဆိုးဘူးပေါ့နော်တကယ်လို့ City ကိုမှနိုင်ခဲ့မယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒါပေမဲ့ Man City ကိုမှ ဟိုအီတီဟတ်မှာမန်စီးတီးကိုနိုင်မိုးကြိုးစားနေတယ်ဆိုရင်လည်းနိုင်မိုးမျောလင့်နေတယ်ဆိုရင်လည်းအရင်ကြီးတော့မျောလင့်ချက်ကြီးရာကြီးကြာလုံးလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဗျ။စရီရှော့ပီကြီးတော့အဆင်ပြေတဲ့ကုစင်ကြီးတဲ့ဘလူးပဲဖြစ်ဖြစ်ဗျာတဖက်ကမိုးကန်ရိုဂျာခန်းစစ်တီပါဆင်းကူနေရတာဗျာလီဗာပူအတွက်အားသာချက်ဖြစ်သွားစီရဲ့လို့မြင်နေတယ်ကုသတောင်မဟုတ်ဘူးဗျာအဲ့ဒါကလီဗာပူရဲ့ပရက်ဇင်ဗျာလီဗာပူရဲ့ပရက်ဇင်က တောင်းလျှောက် present ပေးထားတော့ Morgan Roger တို့ကဒီ cancel line ဒီဘောလုံးဆင်းပြီးတော့တည်ရတော့တာဗျလုံးဝမလုံးဝမတကယ်ပြောရမယ်ဆိုရင်တော့ support line ကိုတကယ်ချီကျူးရမှာပါ support line ရဲ့ present marker ရဲ့ present ကိုတကယ်ချီကျူးရမှာတကယ်ကိုချီကျူးရမှာကျွန်တော်တို့ defense မှာဗျကစားမ2ယောက်2ယောက်တော်မဲ့ဆိုရင်ဘန်တိုင်းနဲ့ကူနာတေးကိုနောက်ဆုံးလိုင်းမှာထားတယ်အဲ့ဒီရှေ့မှာ gravity ရယ်ပြီးကြရင်ကျွန်တော်တို့ဒီ robertson ရယ် အဲပြီးကြရင်ကျွန်တော်ခေါနာဗရလီရဲ့တလိုင်းတက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီအေငါးရောက်ပုံစံမျိုးနဲ့ pressing ကိုတောက်လျှောက်ပေးသွားတာဗျအဲ့ဒီ pressing ကအလုပ်ဖြစ်သွားတယ်လို့ကျွန်တော်မြင်တာပဲဘာပဲဖြစ်ဖြစ်ဗျဒီနိုင်မွေးကနေပြန်လာခဲ့ရင်နောက်ပွဲတော့အားစီးပါပဲရူဘူဖယ်ထားတဲ့ပြဿနာပြောဖြစ်တယ်ဗျအဲ့ခုတော့နီးပြနားလဲသွားတော့ပြီဒါပဲကိုစော်လင်းကျွန်တော်ပြောသလိုပဲကာကတ်ကအမှန်တမ်းပြောရမယ်ဆိုရင်ရူဘူရဲ့လက်ရှိအနေထားကိုမှုဖို့အဝေးကြီးဗျ တကယ်ကမလွယ်သေးတာကျွန်တော်အမြဲတမ်းပြောနေပြပြီးခဲ့တဲ့ breadpool နဲ့ပွဲမှာလည်းကျွန်တော်ပြောခဲ့တာပဲဒုတိယပိုင်းမှာဆက်ဆာချင်းလဲရမှာကာကတ်စ်ကိုလဲပြီးရူဘူကိုထည့်လိုက်ရမှာအဲ့ဒါဆိုရင်လီဗာပူအသင်းရဲ့ big cat ကတဲလို့ရသွားမယ်ဗျအဲ့ဒါကြီးကိုအာနီစလောက92ကြောင်ပြီးဟိုရှောက်လို့ဒီရှောက်လို့ဒီရှောက်လို့ပလိုက်တာကပြီးခဲ့တဲ့ breadpool နဲ့ပွဲမှာအဲ့ဒီလိုရာလက်ကိုဥတီသွားစီရဲ့လို့ကျွန်တော်မြင်ပါတယ်ဗျ အဲကိုရသွားလို့သားကစားကအရင်တိုင်းမထူးဘူးပြလေဘီလာကိုကကြောင်ပြောင်းနေလို့လေကိုအကမေမဟုတ်ဘူးပြဘီလာကြောင်ပြောက်တာမဟုတ်ဘူးအဲ့ဘီလာကြောင်ပြောက်ဖို့လီဗာပူသင်းရဲ့ present ကောင်းတာကျွန်တော်ချီးကျူးတာဒီနေ့ပွဲစဉ်မှာကိုရသွားတဲ့ဥစားကြီးကျွန်တော်တကွမှမချီးကျူးဘူးနော် ကျွန်တော်မိုးဆာလာဂိုးသွန်းသွားတယ်သူပါနိုင်မှုနဲ့ဂိုးသွန်းသွားတယ်ဂရာဘီဂိုးသွန်းသွားတယ်ပေါက်တော့တဲ့ခြေရောက်ထိပ်ပြီးတော့လမ်းကြောင်းတောင်းပြီးတော့ဝင်သွားတယ်ကျွန်တော်ပြောပြီးသားလီဗာပူးအမှန်တကန်ပြန်လာမဟုတ်သေးဘူးအမှန်တကန်ပြန်လာရလို့ပြောလို့မရသေးဘူးကျွန်တော်ပြောခဲ့ပြီးသားဒါပေမဲ့လို့ဒီနေ့ပွဲစဉ်မှာချီကျူးစရာရှိတာကလီဗာပူးသင်းရဲ့ present ကစားဟန်တကယ်ချီကျူးရမှာအဲ့ဒီ present ကြောင့်ပဲဘီလာဘောလုံးကင်လို့မရခဲ့တာအဲ့ဒါပြဿနာဖြစ်သွားတာ ဘီတာတော့ကသူတို့နောက်တန်းမှလည်းဘောလုံးကင်လို့မရဘူး။ကိုင်းလိုက်မှလည်းဘောလုံးကင်လို့မရဘူး။လုံးဝမှလပအူသင်းက present ပဲ။လပအူသင်းရဲ့ final သက်ဆုံးနဲ့ဝင်တော့မယ်ဆိုတာနဲ့ကာမာ၃ရောက်လောက်စောင့်ပြီးတော့ကြတော့ဖြတ်သွားခဲ့တာပဲဟီရိုရဲ့။အဲ့ဒါကြောင့်မူလို့ပဲဒီနေ့ပွဲစဉ်မှာဘီလာတိုင်ပတ်သွားခဲ့တယ်လို့ကျွန်တော်မြင်တယ်။အဓိကချီချူးကမှဒီနေ့လပအူသင်းရဲ့ present ကစားဟန်တစ်ခုကိုပဲချီချူးကမှ။နောက်ဆုံးမြာ Bradley ဘယ်လောက်ထိကစားနေလဲခင်ဗျားတို့မြင်တာပဲလေ။ Bradley ဘယ်ထိလိုက်ပြီး pressure ပေးနေလဲ။ ခင်ဗျားတို့မြင်တာပဲ suppose line ဘယ်လောက်ထိကစားပြနေလဲမာကာဘယ်နေရာအထိလိုက်ပြီးတော့ present ကစားပြနေလဲအဓိကအဲ့ဒါပဲကျွန်တော်ဒီနေ့ပြောချင်တယ်ဒီနေ့ highlight ထုတ်ပြီးတော့ပြောတဲ့အချက်ကလည်းအဲ့ဒီတစ်ချက်တည်းပဲပြောသွားတာဘယ်ဟီရိုရဲ့ channel အနေထားမှာ arni slot ပြန်လာပြီလို့လည်းကျွန်တော်မပြောဘူးအပေါင်းလက္ခဏာဆောင်တဲ့အရာတွေအများကြီးဖြစ်ခဲ့ပြီးဖီအားတွေအောက်ကနေအများကြီးရော့ကျသွားခဲ့ပြီးအဲ့ဒီအပေါ်မှာဖီအားတွေအောက်ကိုကိုတိုင်းခေါင်းပြန်ပြီးတော့တိုးမဝင်ဖို့ရာအတွက်ပဲလိုတော့တယ်ဒါဒီနေ့ပွဲစဉ်မှာ slot နိုင်ခဲ့တယ်ဝေဖန်စရာတွေအများကြီးရှိခဲ့တယ်ဘာလဲဘာဖြစ်လို့ပြီးနောက်နောက်ပွဲရ real မှထွက်တဲ့ပွဲနောက်ပွဲကမန်ချက်စတာစီးနဲ့ပွဲအဲ့ဒီပွဲဒီမှာဘာဖြစ်လို့အဲ့ဒီပွဲဒီအတွက်လူစားမလဲခဲ့တာလေဒီပွဲအပေါ်မှာဘာဖြစ်လို့အမားလို့မရဘူးဆိုတဲ့ PR ကြီးနဲ့ကိုကိုတင်းပြီးတော့ကြတော့လူစားလဲဖို့တွတ်ဆုံနေခဲ့ရတာလေအဲ့ဒီအပေါ်မှာပဲကျွန်တော်တို့ကဆလော့ကိုပြန်ပြီးတော့ဝေဖန်မှုတွေကိုပြန်ပြီးတော့ဖြစ်စေခဲ့တာပဲအဲ့တော့အဲ့တော့ဟိုခုနကကျွန်တော်ပြောသလိုပဲပေါ့နော်ကိုတိုင်က PR ကြီးအောက်ကနေပြန်ပြီးတော့လွတ်လာခဲ့ပြီအဲ့ဒီ PR ကြီးအောက်ကနေအလုံးစုံလို့သိတာမဟုတ်ဘူးနော်လေပါဘူးအမှန်တကယ်ပြန်လာပြီလို့မထင်သေးဘူးနော်ကျွန်တော်ကိုယ်တိုင်တော့မထင်သေးဘူးခင်ဗျားတို့ အဲ့တော့အဲ့ဒီအပေါ်မှာရန်ကြီးတော့လွယ်ကူလိမ့်မယ်လို့တော့ကျွန်တော်မမြင်သေးဘူးဗျဘရက်လီနည်းနည်းလေးအားနည်းနေသေးတယ်ဗျဒုတိယပိုင်းအရန်ကောင်းပါလေအခုယဲလင်းဆိုးရဲ့ကာကမ်မပါလာကြည့်ရတာအဆင်ပြေတယ်ဗျအဲ့ရောဘတ်ဆန်ပါလို့အဆင်ပြေတာပါအဲ့ဆူဘူဒန်ရန်ရောက်တော့မှပဲဆေးဘူးဆိုးရိမ်နေရတယ်ဗျဒီနေ့ကွန်းလေ၃ယောက်ကိုအချိုက်ဆုံးပဲဗျအဲ့တိုက်စစ်ကတော့တိတ်အားမရသေးဘူးကိုစင်းနဲ့ဘောပွဲက update တင်လိုက်မှကြည့်ရတယ်ဗျအဲ့ဒီညကတစ်ဖက်အသင်းကိုဖိအားတော်တော်ပေးတာကြည့်ကောင်းတယ်ဗျအဓိကကအဲ့ဒါပဲဒီနေ့ညကအဲ့ present ကစားဟန်ပဲလီဗာပူးအသင်းရဲ့ present ပုံမှာဒီနေ့ညချီကျူးရမှာပဲတကယ် present ကောင်းတယ်လို့ကျွန်တော်မြင်ပါတယ်ဗျ လူသီးတွေမပါနဲ့ဆိုင်နေဗျာတဲ့အဲ့လိုတော့ပြောလို့မရပါဘူးအဓိကလူသီးတွေမပါနဲ့ရတော့ဆိုင်တော့ဆိုင်တာပေါ့ဗျာအဓိကရုံးကန်နေရတဲ့အကြောင်းရင်းကလည်းလူသီးတွေနဲ့လူဟောင်းတွေနဲ့တွဲဖက်မှုကအနှဲငယ်လေးရုံးကန်နေရတဲ့အနေအထားတစ်ခုပေါ့အမပီးစီယာအစင်း၆ဒီပဲထားသင့်တယ်လေဗျာရီယဲဖန်ပါတဲ့နောက်ပွဲဘယ်လိုမြင်လဲဗျာတဲ့ကိုစောမျိုးကျွန်တော်တို့လည်းပါဘူးမလွယ်ပါဘူးဗျာရီယဲမက်ထရစ်ကဒီနေ့ပွဲစဉ်မှာပထမရင်အပြီးမှလည်းသူတို့လူသားတွေတောက်လျှောက်လဲသွားတယ်ဗျာအဓိကကစားသမားတွေအကုန်လုံးအနာပီးသွားခဲ့တယ်နောက်ပွဲအတွက်ရီယဲမက်ထရစ်ကအစင်သင်းဖြစ်အောင်အကုန်လုံးပြင်ဆင်ထားတယ်ဗျာကျွန်တော်တို့မှပါပြင်ဆင်မှုမှမရှိဘူးဗျာမလွယ်ပါဘူးခင်ဗျာ လီဗာပူးတကယ်မလွယ်ပါဘူးနောက်ပွဲရီယယ်မက်ထရိုနဲ့ပွဲကလီဗာပူးသင်းတော့တော်တော်လေးကိုယုံကန်အားမဲ့ပွဲတစ်ပွဲလို့ကျွန်တော်မြင်ပါတယ်အဲလီဗာပူးတရေဆိုရင်တော့မှကျွန်တော်တို့အတွက်ကတန်တယ်ဗျာချန်ပီယံလိစတန်နေမှာလက်ရှိနေထားမှာလေနောက်ပွဲ၃ပွဲကစားတွေရမှတ်၆မှတ်ရထားတယ်ဆိုတော့ကြတော့မဆိုးဘူးလို့ပြောလို့ရတယ်အနေထားတစ်ခုဆိုတော့ဒါ၄ပွဲကစားရမှတ်၁၀အဲရမှတ်၇မှတ်ဆိုရင်လေနောက်တစ်ဆင့်ကိုတက်ဖို့ရအတွက်အနေထားအများကြီးကောင်းလာနိုင်သေးတာပဲလေဗျာဟုတ်တယ်မို့လား ဆာလောင်နဲ့ဆိုင်ရင်ကက်ကက်ကောင်ကောင်ကစားနိုင်ရင်အဆင်ပြေပြီတဲ့ကိုယ်လည်းမှမာကာဂရာဗီစူဘူ၃ယောက်ပွဲထွက်ရင်ကစားပုံကောင်းနေဗျာရဲ့နောက်အထိုင်၂ယောက်အဝါ၅ဝါပြီမှစိတ်ပူတယ်ဗျာတဲ့ယူရဲနိုင်စီးရီးနိုင်ဆိုကောင်းပါပဲတဲ့ဆလောကရီရဲနဲ့ပွဲကိုအရင်လေးထုတ်မလို့လားမသိဘူးဗျာစီးရီးနဲ့ပွဲမှာတိကျကံမဲ့ထင်းနေတဲ့ဂရာဗီယာအဖြစ်ပဲဗျာအဲဆူဘူဥဆောင်တဲ့ပရက်ဇင်ဟာရှဲ့ပဲဗျာအဓိကအဲ့ဒါပဲဒီနေ့ပွဲစဉ်မှာဆူဘူဥဆောင်တဲ့ပရက်ဇင်ဟာရှဲ့ကြီးဗျာတကယ်ကိုဆူဘူဆူဘူစလိုက်ဥဆောင်လာတဲ့ပရက်ဇင်ကတကယ်ကိုကောင်းတာ အားကြောင့်မူဘီလာတိုင်ပတ်ခဲ့တာပဲတကယ်ပြောတာတကယ်ပြောတာဘယ်ကြီးလို့တခြားဟာဘာမှ highlight မထုံးနဲ့အဲ့ဒီတစ်ချက်ကိုပဲ highlight ထုတ်ကြမှာပဲဆိုဘုစလိုင်းကညီမသွေးပါလဲဆိုတော့ဟုတ်လားအာခင်ဗျားတို့ကလည်းအရေးတယ်ဒုက္ခလူသစ်တွေကိုခပြင်းချင်းထည့်သုံးရမှာဗျာတဲ့ okay ပါကဲအဲ့တော့ကျွန်တော်တို့လက်ရှိကတော့မြန်မာစံတော်ချိန်ဆိုရင်တော့၄နာရီ၄၀နဲ့မှ၉မိနစ်၄နာရီ၅၀လောက်ဖြစ်နေပြီဗျဘယ်ကြီးတို့ကျမ်းမာကြီးလည်းဂယူဆိုင်ကြအောင်အစပိုင်းရာလည်းဂယူဆိုင်ကြအောင်ပေါ့နော်အဲ့တော့ဒီညလိုက်ကလေးကျွန်တော်ဒီလောက်နဲ့ပဲနားပါမယ် အဲညကြရင်တော့ AC ပြန်ပြီးတော့တွေ့မယ်ပေါ့နော်ညကြရင်တော့ဒီပွဲအကြောင်းလေးပြန်ပြီးတော့ AC ပြောရင်းနဲ့ပြန်ပြီးတော့တွေ့ကြပါမယ်အခုချိန်ဒီဘလိုအဖြစ်ဂူထွက်ပြီပေါ့ဗျာကျွန်တော်တို့ဂူထွက်လာပြီဂူဘောက်ဝါမှာပြူတီပြူတီနဲ့အပြင်လေးတော့ရောက်လာခဲ့ပြီဂူလည်းတော့ပြန်ပြီးတော့မသွားချင်ဘူးဒါပေမဲ့ Real Madrid ကိုအိမ်ကွင်းမှာတော့မရှုံးချင်ဘူးဗျာမဒရစ်ကိုတည်ရီလောက်ကန်မန်စီးတီးကိုရှုံးတာတော့မတတ်နိုင်ဘူးဗျာစီးတီးအိမ်ကွင်းမှာပုံမှန်ခြေစွမ်းကောင်းနေလဲမန်စီးတီးကိုရှုံးရင်ရှုံးပါပဲအဲ့တော့ အရင်ကြီးပြောလို့မရတဲ့အခြေအနေဆိုတော့ကြတော့ Mancity နဲ့ပွဲကတော့ကျွန်တော်ကတော့ပေါ့ပေါ့ပါပဲဆက်ပြီးတော့ကြည့်အောင်မယ် Real Madrid နဲ့ပွဲကတော့ Arno ပါလာမယ်ဆိုရင်တော့ Arno ရဲ့ long pass တွေနဲ့အဲ Mbappe ရဲ့ PR တွေနဲ့တော့ Liverpool သင်းလွယ်လိမ့်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်အဲ့ဒီချက်ကတော့စောင့်ကြည့်ရလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ကဲအားလုံးလည်းကျမကြီးလည်းကြည့်ဆက်ကြပါအဆသာရလည်းကြည့်ဆက်ကြပါကျွန်တော်ရဲ့ page ကို follow မလုပ်ပါသေးရင်လည်း follow လေးလုပ်ပြီးထားကြပါအောင်ခင်ဗျာပြီးအဲ YouTube channel လေးကို subscribe မလုပ်ပါလိမ့်ရင် subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဒီလောက်နဲ့ပဲနားပါမယ်ဗျအားလုံးပဲ ကျေးဇူးများကြီးတင်ပါတယ်ဘာမှမပြောကျွန်တော်နားပါပြီဗျဟုတ်ကဲ့ပါ